မုတ်ဆက်ပွေးမရှိတော့တာနဲ့ချက်ချင်းတရောင်စားပွားရောက်သွားတဲ့နိုင်ငံကောင်ဆောင်ဇလန်းဆမှာတော့အာဖရိကတိုက်ထဲကရင်းနှီးကြော်ရတဲ့ဝါရီယာဆိုတဲ့နိုင်ငံလေးနဲ့မိတ်ဆက်ထားပါတယ်ဒီနိုင်ငံကိုအုပ်ချုပ်နေကတော့ဗိုလ်ချုပ်ကြီးအလာရင်ပဲဖြစ်ပါတယ်သူကမွေးကလေးအာနာရှင်ဖက်လာတဲ့သူရက်ဆက်တဲ့သူပြီးတော့သူ့နာမည်အလာရင်ဆိုတဲ့ဇကလုံးကို ဆွေဆောင်30ကလောင်းဖြစ်တက်မှတ်ထားသူဟာ HIV positive ဖြစ်နေတယ်ဆိုရင်လည်းအာလာဒင်မေကာလေးအလှလိုက်တာဆိုရင်လည်းအာလာဒင်လိုပဲတုံးလာကြလူတွေခေါင်းဆားနေရတဲ့တိုင်းမျိုးပေါ့သူ့ရဲ့အတက်ကတော့သူ့ရဲ့မျက်နှာဘက်ကထူထဲလှပတဲ့မုတ်ဆင်မွေးကြီးပါပဲတနေ့မှာတော့ကုလသမဂ္ဂကအာလာဒင်ကိုလုံခြုံရေးကောင်စီမှရှင်းလင်းချက်ပေးဖို့အမေရိကန်နိုင်ငံရွေးအောင်မြို့ကိုဆင့်ခေါ်လိုက်ပါတယ်အာလာဒင်ဟာသူ့ရဲ့ဥလိဖြစ်သူတာမီယာနဲ့အတူအမေရိကန်ကိုရောက်ရှိလာပါတယ်အာလာဒင်မသိတာကသူ့ဥလိတာမီယာဟာတိုင်းပြည်အရေးနယ်တွေကိုနိုင်ငံခြားကွန်မြူနတီရောင်းစားပြီးအာဏာသိမ်းခြင်းနေတဲ့တစ္ဆာပေါက်ဆိုတာပါပဲ ။ဟောတယောက်တည်းညမှာပဲတာမီယာကငားလိုက်တဲ့လူမိုက်တယောက်ဟာအာလာဒင်ကိုပြန်ပြီးဆွဲသွားခဲ့ပါတယ်။အာလာဒင်ကိုကလထိုင်မှာကျိုးတော့ပြီးညမနှိမ့်ဆက်ဖို့ကြိုးစားပေမဲ့အာလာဒင်ကပြန်နောက်နေလို့လူမိုက်ဒေါသထွက်ပြီးမီးရှို့တက်ဖို့လုပ်ပါတယ်။အဲ့ဒီနေရာမှာအလွဲတစ်ခုဖြစ်ပြီးအာလာဒင်မသိပဲမီးလောင်သွားတာကသူ့ရဲ့အဖိုးတန်မုတ်ဆင်မွေကြီးပါ။မီးငိမ့်သွားတဲ့အချိန်မှာအာလာဒင်ဟာမုတ်ဆင်မွေမရှိဘူး။ ဂျပန်နဲ့တိုးပြီးဘာမှမဟုတ်တော့တဲ့ရုပ်ပေါက်သွားပါတော့တယ်။အာလာဒင်ခပြေးလွမြောက်လာပြီးကုလသမားတို့သွားဖို့တိုးစားပေမဲ့လုံတုံကြီးတကသူ့ကိုမမှတ်မိတော့ပါဘူး။ငါအာလာဒင်မှာကွာလို့အော်ပြောပေမဲ့သူ့ကိုယူတရလိုပဲထင်ပြီးမောင်းထုတ်လိုက်ကြပါတယ်။တိုင်းပြည်အရှင်သခင်ဘောကနေမုတ်ဆုံမှုမရှိတော့တာနဲ့ချက်ချင်းဆိုသလိုမြို့လမ်းမဘော်ကအင်ဂျီယာမဲ့သရောင်းစားဖို့ရောက်သွားပါတော့တယ်။တီဗီတွင်နေမှာတော့အလာဒင်ဟိုတယ်တွေကလည်းထွက်မလာပဲပုံစံလိုချင်ညာနေပါတယ်။ဒါကြတော့ဦးလေးပြည်သူတာမီးယားကအလာဒင်ရဲ့ရုပ်ရှင်စင်တူတဲ့ if i was ဆိုတဲ့အုံနမပြည့်တဲ့ရွာသားတယောက်ကိုမုတ်ဆစ်တုတက်ပြီးအစားထိုးရတာပါဒီကောင်လေးကတောက်ရည်နဲ့ဒေးကိုတော့မခွဲခြားတဲ့လူနုံလူအပါတမရဲ့အကြံကတော့နောက်ရကြရင်ဒီယူကောင်ကိုခိုင်းပြီးတမ်းမီကိုဒီမိုကရေစီတင်ညာကပစိဖို့အသိရေးဆွဲခိုင်းပြီးတမ်းမီကိုရောင်းစားပြဖို့ပါပဲအဲ့ဒီအချိန်မှာအပြင်ကအလာဒီအစ်စ်ကတော့ ဗိုက်စာခါနဲ့လမ်းဘေးမှာရောင်းချတာဖြစ်နေခဲ့ပါတယ်သူ့ကိုကယ်တင်လိုက်တာကစနပြဘော်တစ်ခုကဇူဝီဆိုတဲ့ကောင်မလေးပါဇူဝီကလူခွေလှူရှားသူတက်တက်လွတ်သမပြီးတော့အလာဒီကိုအပြင်းထန်ဆက်ကျင်နေတယ်ပါဒါပေမဲ့အလာဒီကိုအလာဒီမျိုးမသိပဲနိုင်ငံကြီးဒုက္ခတွေမှတ်ပြီးကူညီခဲ့ပါတယ်ဇူဝီကသူ့ရဲ့ free app ဆိုတဲ့တဘာဝအစားတောက်ဆိုင်မှာအလုပ်ပေးပါတယ်အာနာရှင်ဘော်ကနေဆိုင်ကူဘော်ရောက်သွားတဲ့အလာဒီဟာဖောက်တယ်ကိုရဲဆန်းဆက်ဆန်းပစ္စည်းကိုရှောင်းလွတ်ပြင်းနဲ့အလွယ်လွယ်ချွတ်တော်တွေဖြစ်ကုန်ပါတယ်ဒါပေမဲ့ဒီလိုတာမန်ဘွားလေးတွေမှာပဲဇူဝီရဲ့စိတ်ထားပြည့်စုံမှုကိုတဖြည်းဖြည်းသတိထားမိလာပါတယ်အလာဒီဟာအနာရဖို့ပြင်ကျစီရဲ့ ယောက်ကလက်တဝိဒယာဆိုတဲ့ရက်ခွက်ကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီဆိုင်ထဲကိုဝင်လိုက်တာနဲ့သူမျက်လုံးပြူးသားပါတယ်ဆိုင်ထဲမှာရှိနေတဲ့သူအားလုံးကတချင်းကသူတက်ဖို့မိတ်ပေးဦးတဲ့သူဖြစ်နေလို့ပါပဲတကယ်တော့သူ့ရဲ့တက်ဖြတ်ရေးခေါင်းဆောင်ကလူတွေကိုမတက်ဘဲအမေရိကန်ကိုတက်တက်လေးပို့ပေးနေခဲ့တာပါအဲ့ဒီမှာနျူကလ িয়ার နားရဲဆိုတဲ့သူတက်ခိုင်းခဲ့တဲ့တိပ္ပံပညာရှင်နဲ့ပြန်တွေ့ခဲ့ပါတယ်နားရဲကအာလာဒင်ကိုတက်ဖို့လှုပ်ဝင်မဲ့အာလာဒင်ကငါအာနာပြန်ရရင်မင်းလူတင်တဲ့နျူကလ িয়ার ထိုက်ဖို့ပုံစံကိုခွင့်ပြုပေးမယ်လို့ဂရီပေးလိုက်တာကြောင့်သူတို့ညဟာမဟာမိတ်ဖွဲ့လိုက်ကြပါတယ်သူတို့ရဲ့ပလန်ကတော့ဟိုတယ်ထဲကိုဝေးအတူရောင်းကောင်းကိုဖယ်ရှားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုတုတ်ဖြဲပြင်ဖို့ပါပဲပြဿနာကအာဒီမမုတ်ဆဲမရှိတာပါဒါကြောင့်မုတ်ဆဲရဖို့နီလန်ဘောသူကြံစီရပါတယ်ဒီကအေရဆိုအခန်းတစ်ခုကတော့အာဒီနဲ့နာဒေတို့ရဟယေစီမီမျိုးပတ်ကြည့်တဲ့အခါမှာသူတို့ကဝါရီယာဘာသာစကားနဲ့ပြောနေကြတာကိုအမေရိကန်သမီးနှစ်ယောက်ကအကြံပေးသမားတွေမှပြီးတောင်းလာကြဖြစ်ကုန်ကြပါတယ်နိုင်ဝဝဲကားအကြောင်းပြောတာကိုနိုင်ဝဝတက်ခတ်မှုနဲ့မာချပြီးနောက်ဆုံးစာချုပ်ချုပ်မနဲ့ရောက်လာပါပြီအာဒီဟာလူတွေတယောက်စီကရတဲ့မုတ်ဆဲမွေးကိုတက် ဟုတ်တယ်အမိုးပေါ်ကနေကျိုးဆွဲချပြီးဝုံမှုကျူးတာပါတယ်အလွယ်တွေဖြစ်ပြီးကောင်းမြင်ကြတဲ့နောက်ဆုံးတော့အခန်းထဲကိုရောက်သွားပါတယ်အလာရဟန်သူ့ကိုယ်စလဲအတုကောင်ကိုဖမ်းချောက်ခွေစင်မဝတ်တက်သွားပါတယ်ကုလသမဂ္ဂအပတ်ဝန်းနဲ့မီယာရဲ့ရှေ့မှာမုတ်ဆက်တူတက်ထားတဲ့အလာဒီယန်ဖွဲ့စည်းပုံစာချုပ်ကိုစုပ်ဖြဲပစ်လိုက်ပြီးအနာရှင်စနစ်ကဘလောက်ကောင်းကြောင်ကဘာကြောင်မိန်ကိုချီပါတော့တယ်အနာရှင်စနစ်သာရှိရင်မင်းတို့ကြားတဲ့သူကိုထောင်ချလိုက်ရမယ်မီဒီယာတွေကိုထိန်းချုပ်လိုက်ရမယ်ကျွန်တော်မှတရားကတော့ဘယ်လဝကြီးအောက်ထားလိုက်ရမယ် စင်တာတွေကိုဂီးဆက်မနေနေလို့ရမယ်လို့ပြောရင်တကယ်တော့အမေရိကန်လိုဒီမိုကရေစီနိုင်ငံကြီးတွေဟန်ဆောင်မှုတွေကိုခနဲ့တဲ့သဘောမျိုးပြောကြတာပါဒီမေကွန်ကမေကွန်ပြောနေစင်အောက်ကဇူဝီကိုမြင်လိုက်တဲ့အချိန်မှာတော့အလာရေးစိတ်ပေါက်သွားပါတယ်အာရစ်စနစ်ကိုဆွတ်ပြီးစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတည်ထောင်မယ်လို့ကြေညာလိုက်ပါတော့တယ်စတဲ့မှာတော့အလာရီဟန်ဇူနဲ့လက်ထပ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အာရစီဇဲကတော့ပြတ်မသွားပါဘူးမဲပြီးမှသူ့ကိုမဲပြီးအောင်တနက်နဲ့ချင်းပြီးမဲထည့်ခိုင်းတာတွေလုပ်နေတော့မှာပဲ